င်္ဂလာပါ Brighter Mathematics ကနေပြန်လည်ကြိုဆိုပါရစေ။ဒီ seri နေ့ဘာကြောင့်ရဆွေးနွေးမလဲဆိုရင် Grade 12 Mathematics ရဲ့ Chapter 3 Analytical Solid Geometry သင်ခန်းစာရဲ့အပိုင်း30ကိုဒီနေ့ဆွေးနွေးမှာဖြစ်ပါတယ်။ပိုင်း30မှာဘာကြောင့်ရလေးတွေဆွေးနွေးမလဲဆိုရင် Planes တွေအကြောင်းရယ် Plane Equation အကြောင်းရယ်ကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ကဲဟုတ်ပြီအဲ့တော့ Plane အကြောင်းကိုသွားရအောင်။ planes တဲ့ planes ကဘာပြောထားလဲဆိုရင် a plane is determined by three points which are not on the same line plane တစ်ခုကိုတဲ့ point 3 point နဲ့ determine ဆုံးဖြတ်တယ်3 point နဲ့သတ်မှတ်တယ်ပေါ့ plane တစ်ခုကို point 3ခုနဲ့သတ်မှတ်တယ်အဲ့ဒီ point 3ခုကဘယ်လို point 3ခုလဲဆိုရင် are not on the same line line တစ်ခုတည်းပေါ်မှာအကျရောက်မနေတဲ့ point 3ခုဖြစ်ရမယ်အဲ့တော့ လိုင်းတစ်ခုတည်းမှာကြောက်နေ straight line ဖြစ်မှာပေါ့နော် plane မဖြစ်ဘူးအဲ့တော့ line တစ်ခုတည်းမှာမကြောက်ရဘူးဆိုရင်သူတို့ဆက်လိုက်ရင်သူဒီတရိကန်ပုံလေးအဲ့လို plane လေးရမှာဖြစ်တယ်ချက်ပြားလေးပေါ့နော်သူ့ကိုဒီအတီဆွဲရင်တရိကန်ပေါ့အရှည်ကြီးဆက်ဆွဲရင်မ plane အကြီးရမှာပေါ့ဟုတ်ပြီအဲ့တော့အဓိကပြောချင်တာ point 3ခုရှိရင် plane ဖြစ်တယ်အဲ့ဒီ point 3ခုဟာ line တစ်ခုတည်းပေါ်မှာကြောက်ရမနေရအောင်ဟုတ်ပြီအဲ့တော့ plane အကြောင်းကိုအခုဒီမှာထပ်ပြောတယ်အရှိမှလည်း plane နေငန်းစာရဲ့အစမှာတို့ plane အကြောင်းနေပြောခဲ့တယ် အင်္ဂန်းဆောင်အစမှာပြောခဲ့တဲ့ plane တွေကဘာ plane တွေလဲဆိုရင် xy plane yz plane az plane ပြီးရင်အဲ့ plane တွေ ਨੇ parallel ဖြစ်နေတဲ့ plane တွေအကြောင်းပြောခဲ့တယ်။ဟုတ်ပြီ xy plane yz plane az plane က origin ကိုဖြတ်ပြီးတော့ဆွဲထားတဲ့ exit တွေ ਨੇ တညီတဲ့ဆွဲတဲ့ line plane တွေဖြစ်တယ်။နောက်သူတို့ ਨੇ parallel ဖြစ်တဲ့ plane တွေလည်းမြောင်များစွာဆွဲလို့ရတယ်။အခုဒီ plane ရကြတာ blue plane လဲဆိုတော့အဲ့ဒီ ပလိန်နေနဲ့တူချင်းလဲတူမယ်တထဲထဲကြချင်းလဲကြမယ်ပရလယ်ဖြစ်ချင်းလဲဖြစ်မယ်ပရလယ်ဖြစ်ချင်းမှလည်းဖြစ်မယ်ကန်လန်ဖြစ်ချင်းလဲဖြစ်မယ်ဒီဇိုင်းဖြစ်ချင်းလဲဖြစ်မယ်အဲ့လိုတခြားပုံစံနဲ့တည်ရှိနေမယ်ပလိန်မောင်းလဲမြောင်များစွာဆွဲလို့ရတယ် space ထဲမှာ space ထဲကကြိုက်တဲ့ point ၃ခုကိုယူလိုက် then straight line တစ်ခုပေါ်မှာမကြောက်ရောက်တဲ့ကြိုက်တဲ့ point ၃ခုကိုယူလိုက်အဲ့၃ခုကိုဆက်လိုက်လို့ရှိရင်အဲ့ကြိုင်အောင်၃ခုကိုဖြတ်လိုက်လို့ပြောအဲ့၃ခုကိုဖြတ်သွားတဲ့ plane တွေမြောင်များစွာရှိတယ်နော်အဲ့ဒါကိုပြောချင်တာဖြစ်တယ် position မျိုးမျိုးနဲ့ရှိနိုင်တဲ့ plane တွေ ဟုတ်ပြီဒီမားတို့ကအဲ့ plane ကြောင်းဒါဆိုရင် plane ဆိုတာကိုသဘောပေါက်ပြီလို့ထင်တယ်ပေါ့နော်အခုပြောမှာက plane equation ကိုရှင်းဆက်ပြောမယ် plane equation ပြောမယ်ဆိုတာဘာလဲဆိုတော့ plane equation လို့ပြောရဲဆိုတာ plane equation ဒီ plane ပေါ်မှာရှိတဲ့ point အားလုံးကိုကိုစားပြုတဲ့ equation ပဲဖြစ်တယ် line equation တော့လည်းဒီတိုင်းပဲ line equation ဆိုတာအဲ့ line ပေါ်မှာရှိသမျှ point တွေကို point တွေရဲ့ coordinate တွေကိုကိုစားပြုတဲ့ equation ဖြစ်တယ်။အခုလည်းဒီအတိုင်းပဲ plane equation ဆိုတာ plane ပေါ်မှာရှိတဲ့ any point ကိုကိုစားပြုတဲ့ equation ပဲဖြစ်တယ်။ ဲ့တော့အဲ့တော့ဘာလုပ်မလဲဆိုတော့သူက any point ကိုယူလိုက်မယ် plane ပေါ်မှာ let p h y b any point on the plane through abc abc ရဲ့ plane နော် abc ဆိုတဲ့ point သုံးခုနဲ့တိစောက်ထားတဲ့ဒါ plane abc plane အဲ့ပေါ်မှာ p ဆိုတဲ့ any point လေးကိုသူကယူလိုက်မယ်ကြိုက်တဲ့နေရာမှာယူလို့ရဒီဘက်တောင်မှာယူဒီဘက်အောက်မှာယူအလဲမှာယူယူကြိုက်တဲ့နေရာမှာ p ကိုယူလိုက်လို့ရပါတယ်အခုဟုတ်ပြီဒီမှာဒီဘက်မှာယူထားတယ်ပေါ့နော် ဟုတ်ပြီပြီးရင်တော့ဘာဆက်ပြောလဲဆိုတော့ let AB and AC intersect at A AB နဲ့ AC AB ကိုဆက်မယ် AC ကိုဆက်မယ်အဲ့နကူက A မှာဆုံးမယ် A မှာဆုံးမယ် A မှာဖြတ်မယ်ပေါ့နော် ပြီးရင်အဲ့ဒီဆုံတဲ့အမှတ်ဖြတ်တဲ့အမှတ် A ကို A1 Y1 Z1 လို့ထားမယ်တဲ့ထားပြီးတော့ခုနကဆွဲလိုက်တဲ့ AB နဲ့ AC ရဲ့ derived value တွေက L1 M1 N1 နဲ့ L2 M2 N2 ဖြစ်ပါတယ်လို့ထားလိုက်မယ်တဲ့အဲ့ဟုတ်ပြီဆွဲလိုက်မယ် ABA AC ရဆွဲလိုက်တယ် A မှာစုံတယ်စုံတဲ့ map ကို H1 Y1 7ထားမယ်ဒီကောင်ရဲ့ drive ရဲ့ value က L1 M1 N1 သူ့ရဲ့ drive ရဲ့ value က L2 M2 N2 လို့ထားလိုက်ပြီဟုတ်ဟုတ်ပြီးရင်သူဗာဆက်ပြောလဲဆိုတော့ draw a line through P P ကိုဖြတ်ပြီးတော့ line တစ် line ဆွဲမယ်တဲ့အဲ့ line ဟာ parallel to AC AC နဲ့လည်းပြန်ရမယ် AC နဲ့အပြိုင် P ကိုဖြတ်ပြီးတော့ line တစ် line ဆွဲလိုက်မယ်တဲ့ အဲ့လိုဆွဲလိုက်ရင်အဲ့ဒီ line ဟာတဲ့ when meet ab ab နဲ့စုံမယ်ဘာမှစုံမလဲအာဆိုတဲ့ point မှာစုံမယ်တကယ်ဟုတ်ပြီအဲ့တော့ဒီ b လေးကိုဖြတ်ပြီးတော့ဒီ ac နဲ့ပြန်အောင်လို့ line တစ် line ဆွဲလိုက်တယ်ဟုတ်ပြီ b ကိုဖြတ်ကမယ်အဲ့ line က ac နဲ့လည်းပြန်ရမယ်ဟုတ်ပြီအဲ့ line ကဒီ ab နဲ့ဘာမှစုံလဲအာမှစုံမယ်တဲ့အဲ့တော့ဒီစုံတဲ့ map ကလေးကဘာဖြစ်မလဲအာဖြစ်မယ်ပေါ့နော်အာလို့ထားမယ်ပေါ့ ထုံပြီးအဲ့ဒါဆိုတော့တို့ကအရင်ဆုံးဒီ P ရဲ့အကြောင်းကိုမစဉ်းစားခင်ဒီဖြစ်ပေါ်လာတဲ့ R ရဲ့ coordinate ကလေးကိုစဉ်းစားကြအာကဘယ်မှာရှိလဲဆိုသူဒီဒီ line နှလိုင်းစလုံးပေါ်မှာရှိတာပေါ့နော်စုံမဲ့ဆိုတော့အဲ့တော့တို့ကသူ့ကို AB ပေါ်မှာရှိတဲ့အမြင်နဲ့စဉ်းစားမယ် R ရဲ့ coordinate ကလေးကိုတို့ရေးကျင်တယ်ရေးကျင်တယ်ဆိုတော့ r ဒီ ab ပေါ်မှာရှိတော့ ab ရဲ့ line equation အတိုင်းရေးရမှာဖြစ်တယ်ပေါ့နော် ab ရဲ့ line equation လေးဒီဒီ line ပေါ်မှာရှိတဲ့မြည်သည့် point ကိုဆိုကိုစားပြူတာမလို့ r ကိုလည်းကိုစားပြူတယ် အဲ့ဒါဆိုအာရကိုအော်ဒနီကိုသူကရေးမယ်ဆိုရင် respective point က a ဖြစ်တယ်ပေါ့နော် a1 y1 z1 respective point က a ဒါလိုက်တဲ့ value က l1 m1 n1 ဟုတ်ပြီအဲ့တော့ ab ရဲ့ line equation လေးကိုရေးလိုက်မယ်အဲ့ဒါဒီဘာကိုကိုစားပြုနိုင်လဲ r ကိုကိုစားပြုနိုင်တယ်ဟုတ်ပြီအဲ့တော့ the coordinates of r on the line ab ab ပေါ်မှာရှိတဲ့ r ရဲ့ coordinate တွေဟာ with respect to a a နဲ့ respect ဖြစ်နေတယ်အဲ့ဒီ r ရဲ့ coordinate ဟာတဲ့ x ဖြစ်ပါတယ်တဲ့ အားကြီးဘွဲ့တူ line equation ရပါဖြစ်လေ x1 ဟိုကသူက real number ကိုဘာယူထားလဲ s ယူထားတယ် x1 sl1 y1 sm1 z1 sn1 ဒါဒီပါလေသူ line equation ရဲ့ coordinate form เนาะ coordinate form ဒီ respective point တည်တယ် derived value တည်တယ်ဆိုရင် real number နဲ့ပျောက်ပြီးတော့ဒီလိုမျိုးရှိတယ်အာက AB ပေါ်မှာရှိလို့ဒါ AB ရဲ့ line equation ကို R နဲ့ R ကို AB ရဲ့ line equation က coordinate တွေနဲ့ကိုစားပြုတ် ဟုတ်ပြီအဲ့ဒါဆိုတော့အာရက် coordinate ကိုသူတီးပြီးပေါ့နော်ဒီဘက်ကနေတွက်လိုက်တာဟုတ်ပြီအဲ့ဆိုတော့သူက p ရဲ့ coordinate ကိုစဉ်းစားမယ်။ r နဲ့ b ကမြင်းတစ်ချောင်းထဲပေါ်မှာရှိတယ်ဆိုတော့သူ p ရဲ့ coordinate ကိုရေးမယ်။သူကြတော့ with respect to ပါလေ။ r ဆိုပြီးတော့သူ့ရဲ့ respective ဘာဖြစ်သွားပြီလဲ။ r ဖြစ်သွားပြီ။ဟုတ်ပြီအဲ့ဆိုတော့ p ရဲ့ coordinate ကိုရေးကြည့်ရင် respective point က r ။ derived value ကဘာကိုသုံးမလဲ။ ရိုက်တဲ့ value ကဒီမှာကြည်လိုက်သူဒီ line လေးဒီ AC နဲ့ပါဖြစ်လဲပြန်အောင်ဆွဲခဲ့တာမဟုတ်လို့ AC နဲ့ပြန်ပြန်နေဆိုရင်သူတို့ရဲ့ drive တဲ့ value တွေကပါဖြစ်လဲတစ်ခုကတစ်ခုရဲ့အစတစ်ခုခုနဲ့ညီတယ်ပေါ့အဲ့တော့ဒီဒီ line ရဲ့ drive တဲ့ value ကိုတို့ကပါလဲ TL2 TM2 TM2 ဆိုပြီးတော့သူ့ရဲ့တီစဆိုပြီးတော့ယူပြီးတော့ရေးလိုက်မယ် အဲ့တော့ the coordinates of point p with respect to r a ဆိုပြီးတော့ r ရဲ့ဒီ p ရဲ့ x1 y1 z1 ကပါလဲ r ရဲ့ point အဲ့ဒါသူ့နေရာမှာ x1 ကပါဖြစ်မလဲ x1 sl1 y1 sm1 z1 sn1 ဖြစ်ပြီးတော့ဒါလိုက်တဲ့ value က tl2 tm2 tn2 ဖြစ်မှာပေါ့ဒီ line ပေါ့ကနော်ဒီ line ရဲ့ဒါလိုက်တဲ့ value ကဟုတ်ပြီအဲ့တော့ဒီ point p ကိုစားပြီးတော့ x y z ကလေးဒီ x1 ဒါ x1 ဒါ တရိုက်တဲ့ value ဒါရှိရပါရမီတာ t အဲ့တော့ h1 plus tl2 အရင်တော့အခုသူ့ရဲ့ h1 ကဘာလဲ h1 plus sl1 y1 က y1 plus sm1 z1 က z1 plus sn1 ဖြစ်ပြီးတော့တရိုက်တဲ့ value တွေကဒီ l2 m2 n2 ရဲ့ဘာလဲ t စာဖြစ်တယ်ဆိုပြီးတော့သူကရေးလိုက်တယ်ပေါ့အဲ့ဒါဆိုရင်ဒါ plane ပေါ်မှာရှိတဲ့ point လေးကိုကိုးစားပြုတယ်ဘာလဲ equation coordinate form လေးရတာဖြစ်တယ်ဒါဒီပါလဲ plane equation လို့ပြောလို့ရတယ် plane ရဲ့ equation ရဲ့ပါလဲ coordinate form လို့ခေါ်မှာပါဒီကောင်းလေးရဟုတ်ပြီအဲ့တော့ဒီမှာ x1 y1 z1 နေရပါလဲ ab နဲ့ ac ရဲ့စုံမဲ့ l1 m1 n1 l2 m2 n2 တွေရပါလဲ ab နဲ့ ac ရဲ့ derivative value တွေဒီမှာပါတဲ့ဟာတွေအကုန်တည်ပြီးသားเนาะ s နဲ့ t တွေရပါလဲ parameter constant တန်မိုးလေးတွေဖြစ်တယ် ဟုတ်ပြီအဲ့မှာပါနေတဲ့ x y z ကဘာလဲ plane ပေါ်က any point ဖြစ်ပါတယ်တဲ့ဟုတ်ပြီအဲ့ဒီ p any point ဆိုတာလေးဟာ po တခြားနေရာမှာယူရင်ရောဒီတိုင်းထွက်မှာလား any point ရတာဟုတ်ဒီကောင် any point ကိုကိုစားပြီးတော့ po တခြားနေရာတွေမှာရှောက်ယူကျင်ရောဒီလိုမျိုးရမှာလား any point ဆိုတာဟုတ်ကဲ့လားဆိုတာဟုတ်တန်တရားဖြစ်เสียရှိတယ်ပေါ့နော်အဲ့တော့ဒီစဉ်းစားကြည့်အောင်အဲ့ဒါ တော့ ABC ဆိုတဲ့ plane ကိုပြန်ဆွဲမယ်အဲ့တော့ PO ယူလိုက် PO တခြားနေရာမှာတူယူလိုက်မယ်ကွာတခြားဘက်မှာယူလိုက်ဟုတ်ပြီ PO တခြားနေရာမှာယူလိုက်ရင်လည်းအဲ့ဒီ PO ဖြတ်ပြီးတော့ဘာလုပ်မလဲ AC နဲ့အပြိုင် line ဆွဲရမှာပဲဆွဲတော့ तू ကဘယ်လိုဖြတ် AB နဲ့တနေရာမှာစုံမှာပဲအဲ့ဒီစုံတဲ့ point ကို तू ကခုန R ကိုရေးတယ်လို့ပဲဘာလုပ်ရမှာရေးရမှာပဲသူ့ရဲ့ respective point က x1 y1 z1 ပဲသူ့ရဲ့ derived value က အေဘီရဲ့ drive တဲ့ဘဲလို့ပဲအဲ့တော့ဒီအာဝင်ရေးသလိုပဲသူ့ရဲ့စုံဘက်ကဒီမှာလေးလို့ပဲရေးရမှာဒီ real number s နေရာမှာအတိအကျတွေ့ရင်တော့တန်မိုးတစ်ခုပြောင်းသွားမှာပေါ့နော်သူက s နဲ့ကိုစားပြူထားတာဖြစ်တယ်တန်မိုးကတော့တပွိုင်းမှာတစ်ခု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 မတူဘူးပေါ့နော်ဂျားထဲမှာဆိုရင်0နဲ့1ဂျားတန်မိုးထွက်မယ် b ရဲ့အပေါ်မှာဆို1ထက်ကြီးတဲ့ s တန်မိုးထွက်မယ်ပေါ့သူရှေ့မှာတီးခဲ့တယ်လို့လीဟုတ်ပြီအဲ့တော့နောက်တစ်နေရာမှာယူကြည့်မယ် အဲ့ဆို R point လေးကဒီလိုထွက်တယ်ဆိုရင် PO တွက်ရင်ရော P ရဲ့ respective point ကဘာဖြစ်မှာလဲ R ဖြစ်ပြီးတော့ derived value ကဒီ AC ရဲ့ derived value နဲ့အပြိုင်မဲဆိုတော့ AC ရဲ့ derived value တွေရဲ့ t စာနဲ့ပဲတို့ပြန်ရရင်ဒီပုံစံမဲ့ရမှာဖြစ်တယ် P ရဲ့ coordinate ကဟုတ်ပြီနောက်တစ်နေရာမှာဒီမှာယူတော့ခုနကအတိုင်းပဲ R ရဲ့ coordinate ကလေးကသူ့ကိုအဖြတ်ပြီးတော့ AC နဲ့အပြိုင်မင်းဆွဲလိုက်ရင်ဒီတိုင်းမဲ့ AB ကိုဖြတ်မယ်အဲ့ဖြတ်တဲ့ point ကြီး အားရကိုဒီနေ့ရေးတဲ့အတိုင်းပဲထွက်လာမှာပဲဖြစ်တယ်။ real number တန်ဖိုးလေးပဲအတိအကျတွက်ရင်ပြောင်းသွားမှာဖြစ်တယ်။ဒီကောင်က1ဆိုဒီကောင်က2ပြည့်စင်ဖြစ်မှာပေါ့နော်။ real number ဒီ point real number တစ်ခုရှိတာ哦။ဟုတ်ပြီ PO နောက်တနေရာလေးမှာတို့ပြောင်းယူလိုက်ရင်လေဒီတိုင်းမှာသူ့ကိုဖြတ်ပြီးတော့ AC နဲ့အပြိုင်ဆွဲလိုက်ရင် AB ကိုစုံမှာပဲအဲဒီစုံတဲ့အမှတ်ကခုန R ရဲ့ coordinate ရေးတာနဲ့အတူတူပဲ respective point က x1 y1 z1 ဖြစ်ပြီးတော့ derived value က l2 m2 n2 real number s တန်မှုလေးတွေပဲပြောင်းသွားနိုင်မှာဖြစ်တယ်။ equation ကဒီပုံစံမှာထွက်မယ်။အဲ့တော့ဆိုတော့ဒီဒီစုံမက် r လေးရဲ့ coordinate ကဒီပုံစံမှာထွက်တော့ဒီ p ရဲ့ coordinate ကလည်းသူ့ရဲ့ respective point ရာဒီ r ရဲ့ coordinate ပဲဖြစ်ပြီးတော့ derive တဲ့ value ကလည်း ac ရဲ့ derive တဲ့ value ပဲဖြစ်တော့ဒီပုံစံမှာထွက်မယ်။နောက်တနေရာမှာ u လည်းဒီအတိုင်း p ကိုဖြတ် ac နဲ့အပြိုင် parallel ဆွဲ။ ဆွဲတော့ ABO ဒီမှာစုံပါပဲစုံတဲ့ point ဒီဒီ R ရဲ့ coordinate နဲ့အတူတူပဲပုံစံချင်းအတူတူပဲ S နဲ့ကိုးစားပြုထားတယ်ခင်ခင်လေးပဲတန်ဖိုးတစ်ခုဖြစ်သွားမယ်ဟုတ်ပြီအဲ့တော့ ဒီစုံမက်အာဒီပါလဲ P ရဲ့ respective point ပဲဖြစ်မယ်ပြီးရင် derived value ကလည်း AC ပဲသုံးပြီးတော့ဒီ P ရဲ့ coordinate ကိုသူကရေးရမှာဖြစ်တယ်ဆိုတော့ဒီပုံစံပဲရမှာဖြစ်တယ် P ကိုကြိုက်တဲ့နေရာမှာယူသူ့ရဲ့ coordinate ပုံစံဒီလိုပဲထွက်လာမှာပဲဖြစ်တယ်အဲ့တော့ x y z ကလေးဒီပါလဲ plane မှာ any point ကိုကိုစားပြုပါတယ်တော့ဒီမှာ s ကျန်ခဲ့တယ်ဟုတ်ပြီအဲဆို PR any point ဖြစ်တယ်ဆိုတော့သဘောပေါက်ပြီလို့ထင်ပါတယ်အဲ့မှာကြိုက်တယ်လို့ယူနေရတဲ့စနေအောင်မျိုးမျိုးဘယ်လိုပဲယူယူ ဒီတိုင်းပဲဖြစ်မှာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ तू က POUB တို့က AB AC နဲ့မပြိုင်မဲ့ AB နဲ့အပြိုင်ဆွဲပြီး AC ကိုဆုံရင်လည်းရတာပဲဘလို့ပဲဆွဲဆွဲဒီ equation ပုံစံနေပဲထွက်မှာပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆို P ရ any point ဆိုတာကိုလက်ခံမယ်လို့ထင်ပါတယ်ဟုတ်ပြီအဲ့တော့ဒီ coordinate form plane equation လေးကိုဒီဟိုဘက်ကိုယူသွားလိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဒီ plane ပေါ်မှာရှိတဲ့ point အားလုံးရဲ့ x coordinate y coordinate z coordinate တွေကိုဒီကောင်အနေနဲ့ကိုစားပြုပြီးဒီမှာရေးနိုင်အဲ့တော့ the coordinates of any point xyz on the plane plane ပေါ်မှာရှိတဲ့ any point ရဲ့ coordinate တွေဟာတဲ့အာဖြစ်ကြပါတယ်။ဘာလဲဆိုတော့ x 2တဲ့ x က coordinate ကဘာလဲ x1 sl1 dl2 ဖြစ်ပါတယ်တဲ့။ y ရဲ့ coordinate က y1 sl sm1 dm2 ဖြစ်ပါတယ်တဲ့။ ဇက်ကကိုကနေက01 plus SN1 plus TN2 ဖြစ်ပါတယ်။ဒီကတော့ပါရမီတာလေးဖြစ်ပါတယ်။ဟုတ်ပြီ။အဲ့မှာပါနေတဲ့ H1 Y1 Z1 ကပါလဲ။ AB နဲ့ AC ရဲ့စုံမဲ့ A point L1 M1 N1 တွေကပါလဲ။ AB ရဲ့ derived တဲ့ value L2 M2 N2 တွေကပါလဲ။ AC ရဲ့ derived တဲ့ value ABC plane ပေါ်မှာရှိတဲ့ point တွေမို့လို့အဲ့တော့ s တို့ t တို့ကဘာတွေလဲပါရမီတာတွေဖြစ်တယ်ဒါတွေခွဲခြားပြီးသိရမယ်เนาะဘယ်ဟာရောက်လာမယ်မသိမှာဆိုတော့ ဟုတ်ပြီအဲ့တော့ဆိုတော့ plain mode က point လေးရဲ့ coordinate တွေမြည်သည့် point မျိုးဆိုသူတို့ရဲ့ coordinate တွေဒီပုံစံနဲ့ရေးတယ်အဲ့ဒါတစ်ဖြတ်ခဏထားမယ်နောက်နောက်ထပ်ဘာစဉ်းစားမလဲ ABC ဆိုတာကိုစဉ်းစားရမယ်အဲ့ဒီ ABC ကခုနက ABAC ရဲ့ derived value တွေနဲ့ဒီလိုမျိုးဆက်ဆက်ချက်တွေရှိပါတယ်တဲ့ m1 n1 l1 ကဘာလဲ l1 m1 n1 က ab ရဲ့ derived value l2 m2 n2 က ac ရဲ့ derived value အဲ့ဒီ derived value တွေ ਨੇ ဆက်ဆက်ချက်ရှိတဲ့ ABC ဆိုတာလေးကိုစဉ်းစားတာ A ကဘာနဲ့တူလဲဆိုရင် M1 and 2တဲ့က M2 and 1ကိုနှုတ်တာနဲ့တူပါတယ်တဲ့ B ကကြတော့ N1 L2 တဲ့က N2 L1 ကိုနှုတ်တာနဲ့ညီပါတယ်တဲ့ C ကကြတော့ L1 M2 တဲ့က L2 M1 ကိုနှုတ်တာနဲ့ညီပါတယ်လို့သူကထားလိုက်တယ်တဲ့ဟုတ်ပြီသူ့ကိုဘလို့တွက်ထုတ်ရလဲဆိုရင်ဒီ format ကလေးနဲ့တွက်ထုတ်တယ်ဒီ format ကဘာတွေလဲခုန AB ရဲ့ derived value L1 M1 N1 L1 M1 N1 နှစ်ခေါက်ရေးလိုက်တယ်နောက်တစ်ခါ AC ရဲ့ right ရဲ့ value ကိုလည်းနှစ်ခေါက်ရေးလိုက်တယ်ပေါ်အောင်တက်တယ်လေ L2 M2 N2 L2 M2 N2 ဆိုပြီးရေးတယ်ပြီးရင် first column ရ yeah, last column ခြေဆုံးနဲ့နောက်ဆုံးပထမဆုံးနဲ့နောက်ဆုံး column တွေကိုဖယ်လိုက်ဖယ်လိုက်ပြီးရင်ဒီမှာ M1 နဲ့ N2 cross မြောက်မယ်နော် M1 နဲ့ N2 မြောက်တဲ့အထက်က M2 နဲ့ N1 မြောက်တာကိုနှုတ်လိုက်ရင် A ရပါတယ် M1 N2 တွေက M2 N1 နော်နောက်တစ်ခါ N1 L2 မြောက်တဲ့အထက်က N2 L1 မြောက်တာကိုနှုတ်ရင် B ရပါတယ်တဲ့ N1 L2 တွေက N2 L1 နှုတ်တာ B ဖြစ်တယ်နောက်တစ်ခါ L1 M2 တွေက L1 M2 မြောက်တဲ့အထက်က L2M1 မြောက်တာကိုနှုတ်ရင် C ရပါတယ်တဲ့ဒီမှာ L1M2 လည်းက L2M1 မြောက်တာကိုနှုတ်ရင် C ဖြစ်ပါတယ်တဲ့အဲ့လိုထားထားတယ်သူရဲ့မှန်ကန်ချက်ပေါ့နော်ဒီ ABC ဟုတ်ပြီအဲ့တော့နောက်ထပ်သူကဘာပြောလဲဆိုရင်အဲ့ဒီ A ကို L1 နဲ့မြောက်ဒီ B ကို M1 နဲ့မြောက်ဒီ C ကို N1 နဲ့မြောက်ရင်0ရတယ်တဲ့ နောက်တစ်ခါအဲ့ AOL2 နဲ့မြောက် BO လည်း L2 နဲ့မြောက် C ကိုလည်း N2 နဲ့မြောက် drive တဲ့ value တွေနဲ့ပြန်မြောက်တာပေါ့ကွာ L1 M1 N1 နဲ့သက်ဆိုင်ရာမြောက်ပေါင်းလိုက်တော့0နောက်တစ်ခါ L2 M2 N2 တွေနဲ့သက်ဆိုင်ရာမြောက်ပေါင်းလိုက်တော့0ရပါတယ်ဟုတ်ပြီအဲ့တော့တို့ကတော့တွက်ကြည့်မဟုတ်လားမဟုတ်လားအဲ့တော့ AL1 BM1 CN1 ကိုတွက်မယ်တွက်မယ်ဆိုတော့ AOL1 နဲ့မြောက်ထားတာဆိုတော့ဒီကောင်းလေးကိုလည်းတို့ L1 နေနဲ့မြောက်လိုက်မယ်မြောက်လိုက် ။နောက်တော့က BOM1 နဲ့မြောက်ထားတာဆိုတော့သူ့ကိုလည်း M1 အနေနဲ့မြောက်လိုက်။ဒီကောင်ကို N1 အနေနဲ့မြောက်လိုက်။အဲ့တော့ဒီတိုင်းလေးပေါ်ရလာ။ဟိုရလာတော့အဲ့မှာကြည့်မယ်။ L1 M1 N2 L1 M1 N2 ဒီမှာနော် L1 M1 N2 L1 M1 N2 ရှေ့ဒီကောင်အပန်းဒီကောင်အနှုတ်အဲ့တော့သူတို့နှစ်ခုအနှုတ်လိုက်ရပါရမယ်0ရမယ်ကြီးသွားတာပေါ့နော် နောက်တစ်ခါ L1 M1 N1 ဒီမှာလဲ L1 M1 L1 M2 N1 ဒီမှာလဲ L1 M2 N1 ခြေရအနှုတ်ဒီကောင်ကအပောင်းအဲ့တော့နှုတ်လိုက်ရင်ကြည်မယ်ဒီမှာ M1 N1 L2 ဒီမှာလဲ M1 N1 L2 အဲ့တော့ဒီကအပောင်းဒီကအနှုတ်အဲ့တော့နှုတ်လိုက်ရင်0ကိုကြည်သွားမှာပဲဟုတ်ပြီဒီမှာနေရာထားတာတွေကရှေ့နဲ့အနောက်လွဲပြီးမြဲအဲ့သုံးခုကိုမြှောက်လိုက်တာပါဖြစ်လေ အတူတူပဲဒါဖလဲရကုံတက်တီပေါ့နော်အမြောက်ဖလဲရကုံတက်တီဒါတီးပြီးသားနော်ဟုတ်ပြီအဲ့တော့0ရတယ်ဒီဘောကတကူကမှန်သွားပြီအောက်ကတကူကိုလည်းသူပြောတဲ့အတိုင်းဟုတ်မဟုတ်တွေ့ကြည့်မယ် AO ပါလဲ L2 နဲ့မြောက်မယ်အဲ့တော့ဒီဒီချောင်းလုံးကိုဒီဘက်ကို L2 နဲ့မြောက်လိုက်တယ်နောက်တစ်ခါ BO ပါနဲ့မြောက်မယ် M2 အဲ့တော့ဒီကောင်တွေကိုလည်း M2 နဲ့တို့မြောက်လိုက်မယ်เนาะ M2 M2 ဝင်လာပြီ။နောက်ဒီကောင်ကို CO ဘာနဲ့မြောက်ထားလဲ M2 နဲ့မြောက်တော့ဒီနှစ်ခုကိုလည်းတို့က M2 တွေနဲ့မြောက်လိုက်မယ်။ ဟုတ်ပြီမြောက်ပြီးရင်အဲ့မှာကြည့်တော့ L2 M1 N2 ဒီမှာလည်း L2 M1 N2 ရှေ့ကအပေါင်းဒီကောင်ကအနှုတ်အဲ့တော့နှုတ်လိုက်ရင်0ပေါ့ကြည့်သွားမယ် L2 M2 N1 ဒီမှာ L2 M2 N1 သူကအနှုတ်သူကအပေါင်းအဲ့တော့ကြည့်မယ်ပေါ့0ဖြစ်မယ်နောက်တစ်ခုက m2 n2 l1 ဒီမှာလဲ m2 n2 l1 အပေါင်းနဲ့အနှုန်းကဘာဖြစ်သွားမလဲ ကျေသွားမှာပဲဖြစ်တယ်။အဲ့တော့ဒီဟာပါလေမှန်တယ်ဗော။သူပြောတဲ့ဟာဟုတ်လားဆိုတော့သူတွေ့ကြည့်လိုက်တာနော်။ဒါမှမှန်ပါတယ်။ပြီးရင်တို့ဘာဆက်စဉ်းစားမလဲဆိုရင်ဒီ xyz တွေကိုအဲ့ abc တွေနဲ့မြောက်မယ်တဲ့။ ax by cz ကိုတို့ကစဉ်းစားမယ်။ပြန်ရမယ်ဆိုတော့ဒီတစ်ချောင်းလုံး x ကို a နဲ့မြောက်တော့ဒီဘက်က x1 နဲ့ sl1 နဲ့ tl2 တွေကိုလည်းပါလဲ a နဲ့မြောက်ရမယ် b ကို y ကို b နဲ့မြောက်တော့ဒီဘက်တစ်ချောင်းလုံးကိုလည်း b နဲ့မြောက်မယ် ဇက်ကိုစီနဲ့မြောက်တော့ဒီဘက်တစ်ချမ်းလုံးကိုလည်းစီနဲ့မြောက်ပြီးပြန်ပေါင်းတော့မှဖြစ်မယ်ညီမပါဘူး equation နှစ်ဖက်စလုံးကို abc တွေနဲ့သက်ဆိုင်ရာမြောက်လိုက်ပြီးရင် a တွေကိုဝင်မြောက်ဝင်ဖြည့်လိုက် b ကိုဝင်မြောက် c ကိုဝင်မြောက်လိုက်ဟုတ်ပြီဝင်မြောက်လိုက်တော့အဲ့မှာ s တွေ t တွေမပါတဲ့ဒီအနီရောင်နဲ့ရေးထားတဲ့အကောင်လေးကိုအရှင်းဆုံးမှရေးလိုက် ax1 by1 c1 ကိုအရှင်းဆုံးမှရေးလိုက်မယ် ပြီးရင်ဒီအစင်းရောင်လေးသုံးလုံးကိုကြည့်အစင်းရောင်လေးသုံးလုံးကဘာတွေပါနေလဲဆိုတော့ S တွေကဘုံပါနေအဲ့တော့ S ကိုဘုံထုတ်လိုက်မယ်ဘာကြံမလဲဒီမှာ AL1 ကြံမယ်ဒီမှာ BM1 ကြံမယ်ဒီမှာ CN1 ကြံဟုတ်ပြီကြံတဲ့အမဲရောင်သုံးလုံးမှာဒီမှာ D ဒီမှာလဲ T ဒီမှာလဲ T D တွေပါအဲ့ D ကိုဘုံထုတ်မယ်ဒီကောင်ကဘာကြံမလဲ AL2 ဒီကောင်က BM2 ဒီကောင်က CN2 ကြံမယ်ဟုတ်ပြီ အဲ့ဒီခွင်းနဲ့ AL1 BM1 CN1 ဟိုနီးဘာနဲ့ညီထားလဲခုန0နဲ့ညီထားရယ်ဟုတ်ပြီနောက်တစ်ခါ AL2 BM2 CN2 ကိုဘာနဲ့ညီထားလဲဒီမှာ0နဲ့ညီထားတယ်သူလည်း0ပဲအဲ့တော့0နဲ့ T နဲ့မြောက်တော့0 0နဲ့ S နဲ့မြောက်တော့0အဲ့တော့ဘာပဲကြံမလဲ AX1 BY1 C71 ပဲကြံမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့သူကဒီ equation မှာဒါပဲကြံတော့မယ်ပေါ့နော် ဲ့တော့ဒီစာမျက်နှာမှာမှတ်ကမှာဘာလဲဆိုရင်ဒီ ABC တန်မိုးလေးကိုမှတ်က ABC ကိုတို့ကခုနဒီရင်းနှီးလေးပေါ့နော် dry တဲ့ value နှစ်ခုကို dry တဲ့ L1 M1 N1 နှစ်ခေါက်ရေး L2 M2 N2 နှစ်ခေါက်ရေးရှင်းဆုံးတော့နောက်ဆုံးကိုပဲ့ပြီးရင်အပေါ်ကနေအောက်ကို cross မြောင်းအောက်ကနေအပေါ်ကိုပြန်မြောင်းအဲ့နှစ်ခုနှုတ်အဲ့ဒါတွေကို ABC ဆိုပြီးတော့ရေးတာဖြစ်တယ်လို့ဒါကိုမြန်မြန်မြန်ချရေးပြီးတော့မှန်အောင်ရေးပြီးဒီလိုမျိုးလေးကြည့်ရေးလိုက်ရင်လည်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ဟာကို A ဆိုရင် MN လို့မှတ်တာ MN M M ငါစမ်းနော် MN နဲ့က MN ကိုပဲနှုတ်မယ်။ဒါမှရှိရပါလေ1 2နောက်က2 1နောက် B B ရောက်ကြတော့ဒီမှာ N နဲ့ဆုံးတယ်နော် N နဲ့ဆုံးတော့ဒီမှာ N နဲ့ပြန်စမ်း NL NB L ပြန်လာမယ်။ NL ဒီကလည်း NL ပဲရှိရ1 2ပဲနောက်က2 1ပဲ။ဒီမှာ L နဲ့ဆုံးတယ်အဲ့တော့ COLM လို့မှ LBM လာမယ်။ LM LM အဲ့တော့ LM ရှေ့က1 2နောက်က2ပဲရှေ့ကအကုန်1 2တွေပဲနောက်က2 1တွေပဲအဲ့လိုလေးမှတ်ထားရင်လည်းရတယ် MN NL LM အဲ့တော့ MN ဆိုရင်ဒီခုစလုံး MN ပဲ NL ဆိုရင်ဒီခုစလုံး NL ပဲ LM ဆိုရင်လည်းဒီခုစလုံး LM ပဲရှေ့က1 2နောက်က2ပဲအဲ့လိုကိုကကိုအလွတ်မနိုင်ရင်လည်းရအလွတ်မတ်တာတော့အုံနောက်နည်းနည်းအလွတ်ရှုပ်တာပေါ့နော် ဒီလိုလေးချရပြီးကြည်ရလိုက်ရင်လည်းရှာတယ်။ဗန်နီးနဲ့ပဲဖြစ်ဖြစ်မှတ်မိနေဖို့မှန်ကန်အောင်ရေးနိုင်မှုအရေးကြီးပါတယ်။ဟုတ်ပြီအဲ့ဒီဇာမျက်နှာမှာမှတ်ကန်မှာဒါလေးကိုသိချင်မယ်။ဟုတ်ပြီဒါတော့ဒီ equation ကိုတို့ရှင်းလိုက်တာ ax by y c z ax1 by 1 c z 1ဆိုတာလေးကျန်တယ်။အဲ့တော့တို့ဘက်မှာပြန်ရေးမယ်။ဒါလေးရေးလိုက်မယ်။အဲ့ဒါလေးကိုသူက plain equation လို့ခေါ်တယ်တဲ့။ဘာလဲဆိုရင် cartesian form လို့ခေါ်တယ်။သူ plain equation cartesian form လို့ခေါ်တယ်တဲ့။ လိန်ကွေရှင်ကာတီဇီယန်ဖောင်ဘလို့ရေးလဲဆို AX plus BY plus CZ equal to D လို့ရေးလိုက်တယ်ဒီကောင်ဒီနေရာမှာဒီအရှိကြီးကိုမရေးတော့ဘာလို့ရေးလဲ D နဲ့အစားထိုးရေးလိုက်ပြီးတော့ D ညို AX1 plus BY plus CZ1 နဲ့ညီပါတယ်ဆိုပြီးပြန်ညွှန်းပြထားတယ်အဲ့တော့ဒီကောင်လေးဒီ plain equation ရဲ့ cartesian form ဖြစ်ပါတယ်ဒါကိုဆွဲဆွဲမြဲမြဲမှတ်တာပါ cartesian form plain equation ုတ်ပြီ plain equation ရပြီအဲ့ဒီ plain equation မှာပါနေတယ်ဟဲ့ abc တွေကဘယ်ဟာရောက်လာလဲဘာတွေလဲခုနကတည်းကဘယ်ဟာရောက်လာမှမသိဘူးအဲ့လိုဖြစ်မှဆိုလို့ဆက်ပြီးသူကရှင်းပေးထားတယ်ခုနကတို့သိခဲ့တာ al1 bm1 cn1 က0 al2 bm2 cn2 က0ဆိုပြီးခုနကတော့တွက်ကြည့်တော့လဲမှန်တယ်ဒီဟာလေးရခဲ့တယ်ဟုတ်ပြီအဲ့မှကြည့်မယ် l1 m1 n1 ဘာလဲဆိုရင် ab ရဲ့ derivative value ဲ့တော့ဆိုရင်အရှိရ ABC ကလည်း directed value တွေသာဖြစ်ခဲ့မယ်ဆိုရင်အဲ့ directed value တွေသက်ဆိုင်ရ directed value တွေမျှဝေပေါင်းခြင်းရ0ဆိုရင်အဲ့ line နှစ် line ပါဖြစ်မလဲတောင်းမှန်ကြမှာပေါ့ ABC directed value ရှိတဲ့ line နဲ့ဒီက L1 M1 N1 directed value ရှိတဲ့ AB နဲ့ပါဖြစ်မလဲတောင်းမှန်ကြဒီမှာလည်းဒီတိုင်းပဲ L2 M2 N2 directed value ရှိတဲ့ AC နဲ့ ABC ဆိုတဲ့ directed value ရှိတဲ့ line နဲ့ပါဖြစ်မှာလဲတောင်းမှန်ကြမှာပဲပေါ့ ဟုတ်ပြီအဲ့ဒီ line လေးကို तू က L လို့နာမည်ပေးလိုက်မယ်ပေါ့အဲ့ဒါဆိုရင် the line L with directed values ABC directed value ABC ရှိတဲ့ line လေးဟာတဲ့ is perpendicular to both of the lines as တန်ခဲ့တယ် both of the lines AB and AC အဲ့ဒီ L ဆိုတဲ့ line လေးကဘာဖြစ်သွားရလဲ AB AC နှစ်ခုစလုံးပေါ်ဘာဖြစ်လဲထောင်းမှန်ကျသွားပြီဘာလို့ဆိုတော့အဲ့ဒီ L လေးရဲ့ directed value ABC နဲ့ AB ရဲ့ direct value မြောက်ပြီးပေါင်းခြင်းက0ဖြစ်လို့အဲ့ဒီ L ကဲ direct value ABC နဲ့ AC ရဲ့ direct value တွေမြောက်ပြီးပေါင်းခြင်းက0ဖြစ်လို့အဲ့တော့ L လေးဟာ AB ကိုရော AC ကိုရောနှစ်ခုစလုံးကိုထောက်မှန်ကြပါတယ်တဲ့ဟုတ်ပြီအဲ့ဒါဆိုတော့သူကဆိုးတဲ့ထို့ကြောင့် the line L is also perpendicular to the plane ABC အဲ့ဒီ line L လေးဟာ ABC ဆိုတဲ့ plane ကိုလည်းထောက်မှန်ကြပါတယ်တဲ့ဒါကတော့ရှင်းပါတယ် ABC plane ပေါ်မှာရှိတဲ့ line နှစ်ခု AB နဲ့ AC ကိုထောင်းမှန်ကြမှာတော့သူဒီ AB ဆို C ဆိုရဲ plane တစ်ခုလုံးကိုလည်းထောင်းမှန်ကြမှာပဲဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့သူကဘာဆက်ပြောထားသေးလဲဆိုရင် hence တဲ့အဲ့ရနေမှာတစဉ်ဘာသိရလဲဆိုရင် any line with derived value k k b k c for sum parameter k ဟုတ်ပြီ derived value k b k k a k b k c ရှိတဲ့ any line မြည်သည့် line မဆိုပါနဲ့တဲ့ is perpendicular to the plane abc abc plane ကိုထောင်းမှန်ကြပါတယ်သူကဘာကိုပြောချင်တာလဲဆိုတော့ဒီအဲ့ abc ကိုထောင်းမှန်ကြမယ် line နေရဲ့ derived value ကဘာလဲ k k b k c k k b k c ဆိုတော့ဒီ l က derived value တွေရဲ့အစတွေမဟုတ်ဘူးလားအဲ့တော့ l က derived value တွေရဲ့ k စားဖြစ်တာဆိုတော့အဲ့ line တွေအားကြီးလေ l နဲ့ပြိုင်နေတဲ့ line တွေပေါ့အဲ့တော့ဆိုရင် L က ABC ဆိုတဲ့ plane ကိုတောင်းပန်ကြရင်အဲ့ L နဲ့ပြိုင်နေတဲ့မြည်သည့် line မဆို ABC ကို ABC plane ကိုဘာဖြစ်မလဲတောင်းပန်ကြမှာပဲဖြစ်ပါတယ်ဒီ concept ကလေးတွေကတော့ကိုသိရမှာပေါ့နော်ဒါက तू မပြောထားရင်တော့ကိုယ့်အကူတွေးနိုင် ခေါ်နိုင်သဘောပေါက်နိုင်ရမယ့်အရာလေးတွေဖြစ်တယ် ဟုတ်ပြီအဲ့တော့ဆိုတော့ဒီ line l ရဲ့ equation ကိုတို့ဘယ်လိုရေးမလဲရှေ့မှာတို့သိခဲ့တဲ့ line equation နှစ်မျိုးရှိတယ်အဲ့ဒီနှစ်မျိုးတည်းကတို့ကဒီ ratio ပုံစံလေးကိုသုံးပြီးရေးလိုက်မယ်သူက coordinate form ရှိတယ် ratio လေးတွေသုံးခုညီပြီးရေးတဲ့ပုံစံရှိတယ်သူကဒီမှာဘာနဲ့ရေးထားလဲဆိုတော့ ratio ပုံစံနဲ့ရေးထားတယ် x minus x1 minus a y minus y1 minus b z minus z1 minus c ဆိုပြီး ဒါဒီ equation အစ်စ်မဟုတ်ပါဘူးရှေ့ကတိခဲ့ပြီးသား line equation ကိုပဲရေးတာဖြစ်ပါတယ်ရှေ့မှာတော့ x minus x1 l y minus y1 m z minus z1 n လို့ရေးခဲ့ဘာလို့လဲသူ့ရဲ့အဲ့တော့ derive တဲ့ value တွေကသူက lmn လို့သတ်မှတ်ခဲ့တာ哦ဒီမှာကဘယ်လိုသတ်မှတ်လို့လဲ abc လို့သတ်မှတ်လို့ abc လို့ပြောင်းရေးတာနာမည်အခေါ်နာမည်ပြောင်းသွားတာเนาะအတူတူပဲသဘောတရားအတူတူပဲအခုလဲသူ့ကို lmn လို့နာမည်ပေးရင်ဒီမှာဘယ်လိုရေးမှာလဲ lmn ပဲရေးမှာပေါ့ အဒါဒီအကျက်ရမယ် line equation အသစ်မဟုတ်ပါဘူးရှေ့မှာတီးခဲ့ပြီးသား line equation ကိုပဲသုံးပြီးတော့ရေးတာဖြစ်ပါတယ် direct value တွေရဲ့နာမည်လေးတွေပြောင်းသွားခြင်းသာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ abc ကဘာလဲဆိုတာတို့သိပြီ abc ဆိုတာအဲ့ plane ကိုတောင်းပန်ကြနေတဲ့ line ရဲ့ direct value ဖြစ်တယ်လို့သိသွားတယ်ဟုတ်ပြီအဲ့တော့ဒီမှာ plane equation လေးကိုပြန်ကြည့်မယ်တို့က plane equation ဆိုတာတော့သိပြီအဲ့မှာပါနေတဲ့ a ရပါလဲ b ရပါလဲ c ရပါလဲ d ရပါလဲ x y z တရားဘာတွေလဲဒါတွေသိဖို့လိုတယ် plane equation equation လို့ပြောလိုက်တဲ့ equation ရေးမယ်ဆို x y z ကပါမှာ plane ဒီ3 dimension မှာဆိုရင်အဲ equation တစ်ချောင်းမှာ x y z ပါမှာ2 dimension ဆိုရင် equation ရေးရင် x နဲ့ y ပါမယ်ဒါထုံးစံပဲအဲ့တော့ generator ကဘာလဲ a b c d a b c d တွေကိုရှာပြီးတော့ထည့်လိုက်မှာ equation ဆိုတာဖြစ်လာမှာပေါ့နော်ဒီ a b c တွေက constant တန်မှုလေအဲ့တော့ a b c ကဘာလဲဘာလဲရှာဖို့ဆိုရင် a b c ဆိုတာ ူ့ကိုဓာတ်မှန်ကြနေတဲ့ line ရဲ့အဲ့ပလင်းကိုဓာတ်မှန်ကြနေတဲ့ line ရဲ့ direct တဲ့ values ပါတဲ့အဲ့ဒါလေးကိုဒီဘက်မှာရေးထားတယ် line plane equation မှာပါတဲ့ abc ဆိုတာအဲ့ပလင်းကိုဓာတ်မှန်ကြနေတဲ့ဒီ line လေးရဲ့ direct တဲ့ value တွေဖြစ်ပါတယ်တဲ့ xyz ကဘာကိုပူဇော်ပြုလဲဆိုတော့ xyz တည်းက plane မော်က any point ရဲ့ coordinate တွေကိုပူဇော်ပြုပါတယ်တဲ့ plane equation လို့ပြောတဲ့ဟာ xyz က plane မော်ဟာမိသီး point ကိုဆိုပူဇော်ပြုတာ လိုင်းဂွေးချင်းလို့ပြောရင်လိုင်းဂွေးချင်းမှာပါတဲ့ XYZ ဒီအဲလိုင်းပေါ်က point နဲ့ coordinate ကိုကိုးစားပြုတာဒါဒါလည်းပြီးသားဖြစ်ရမှာပေါ့နော်ဟုတ်ပြီအဲ point တစ်ခုက plane ပေါ်မှာရှင်းမရှိဆိုရင်အဲ point ကို XYZ နေရာမှာထည့်ကျင်းပါဖြစ်ရမှာ plane equation ကိုပြည်လဲရပြည်လဲရင်အဲ point က plane ပေါ်မှာရှိတယ် plane ပေါ်မှာရှိရင်လည်း plane equation ကိုပြည်လဲတယ်အပြန်အလှန်မှန်တယ်ပေါ့နော်အဲ့လိုမျိုး line တော့ကလည်းဒီအတိုင်းပဲ ဟုတ်ပြီအဲ့တော့ D ရောပါလေ D ဆိုတာကခုနကတို့ respective point ထားပြီးတွက်ခဲ့တဲ့စုံမတ် AB နဲ့ AC ရဲ့စုံမတ် A1 Y1 Z1 ရ ABC ကတော့ခုနက derived တဲ့ value တွေသိပြီးသားအဲ့တော့ D ဆိုတာကတော့ plane မှာ point တခုနဲ့ ABC တို့ရဲ့မျှလက်တွေပေါင်းခြင်းတာဖြစ်ပါတယ်အဲ့တော့ plane equation ရေးတော့မယ်ဆိုဘာသိရ ABC D တွေသိရအဲ့တော့ plane equation ရေးခြင်း ABC D ကိုအရင်ရှားပါမယ်တဲ့ ရှားပြီးရင်ဒီမှာထည့်လိုက်ရင် xyz ပါတယ် plane equation ကိုရမှာဖြစ်ပါတယ်အဲ့တော့ equation တစ်ကြောင်းရေးလိုက်ရင်ဒီမှာပါနေတဲ့တကူချင်းစီကဘာတွေလဲဆိုတာသိဖို့လိုတယ်။ a ကဘာလဲ၊ b ကဘာလဲ၊ c ကဘာလဲ။ abc ဒီသူ့ကိုတောင်းပန်ကြနေတဲ့ line ရဲ့ derivative ပဲလို့။အဲ့တော့ plane equation ပုံစံပေးထားရင်သူ့ကိုတောင်းပန်ကြနေတဲ့ line ရဲ့ derivative value ကိုသိနိုင်တယ်။အဲ့တော့သူ့ဒီ equation ကိုရေးချင်ရင်လည်းသူ့ဘုံတောင်းပန်ကြနေတဲ့ derivative value ကိုအရင်ရှာရမယ်။အပြန်လည်မယ်။ ုတ်ပြီအဲ့တော့ D ကိုဘယ်လိုရှာမလဲ D ကိုကျတော့ A1 B11 C01 နဲ့ရှာမယ် A1 1 1 7တီးရမယ်ခုနက ABC ကိုပြန်ချဲ့ပြီးတော့မြောက်ဟုတ်ပြီအဲ့ဒါဆိုရင် plane equation ကိုရေးနိုင်မှာဖြစ်ပါတယ်ဟုတ်ပြီအခုဒီမှာမှတ်ဆရာကတော့ဒီ plane equation ပေါ့နော် plane cartesian form ဆိုတာလေးကိုသိချာမှတ်မယ် cartesian form သုံးပါလို့ပုံစံပြောထားရင်ဒီ form ပဲသုံးရမှာဖြစ်တယ်ဒီ form သုံးပြီးရင် ABCD တွေကိုတို့ကအရင်ရှာရမယ်အရှာမဲ့ကောင်တွေကဘာတွေလဲဆိုတာသိထားဖို့လိုတယ် ဟုတ်ပြီအဲ့တော့ဒီသင်ခန်းစာမှာတို့ကဒီ plain equation ကိုတွက်ထုတ်တာပေါ့နော်တွက်ထုတ်ပြီးတော့ဒီ equation ကိုဘယ်လိုအသုံးချမယ်ဒီမှာပါနေတဲ့ဒီထဲမှာပါနေတဲ့အခရာလေးတွေကဘာကိုကိုစားပြုလဲဆိုတာဒါကိုသိသွားပြီဆိုရင်ဒါ plain equation formula ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ဟုတ်ပြီအဲ့တော့အားလုံးအဆင်ပြေကြပါစေဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်